်ဆက်ပေးမယ့်သတင်းကတော့ဘိုလ်လူပွဲမြောက်သေး၍မန်ယူနိုက်တက်သမားများအပြုံမလို့စေရန်တတိပေးရဲ့သတင်းဖြစ်ပါတယ်။မန်ယူနီးပြအီမိုရီကယူရိုပါရီအကြိုဘိုလ်လူပွဲပထမကြော်ပွဲစဉ်မှာဘီဘာအိုကိုအဝေးကိမှာ3-0နဲ့နိုင်ခဲ့ပေမဲ့ဘူလူပဲရောက်ခဲ့ပြီလို့သိကြပါောင်းပြောလို့မရသေးတာကြောင့်နားသမားတွေကိုအပြုံမလို့ဘူတတိပေးလိုက်တယ်လို့သိရပါတယ်။မန်ယူအသင်းဟာကက်စမဲရိုဘရူနိုဖာနန်ဒက်တို့အသွင်းယူခဲ့တဲ့ဂိုးတွေနဲ့အနိုင်ရခဲ့တာဖြစ်ပါတယ်။ သုံးဖို့ပြည့်နိုင်ထားတာကြောင့်မန်ယူအနေနဲ့အင်ဂွေမှာ၄ခုပြည့်မရှုံးရင်ဘလူးဝဲတယောက်နိုင်မှာဖြစ်ပါတယ်အေမိုရင်ကသုံးခုပြက်နိုင်တဲ့ရလဲမျိုးဖြစ်လာမယ်လို့ဘသူမှတင်ထားတာမှန်တယ်လို့အဆိုပါရလဲမျိုးပါဆိုင်ခဲ့တာကဘူလူပဲရောက်ဖို့အားသာချက်အကြီးကြီးဖြစ်သွားစေပေမယ့်အဝေးကိုစိတ်ညစ်မရှိတယ်လို့ဘီဘာအိုရဲ့ခြေစဲကြောင့်မင်းငသမားတွေအပြုံးမလို့ဖို့နဲ့မပေါ်ဆဖို့လိုရဲလို့ပြောကြခဲ့တာဖြစ်ပါတယ်။ မဲယူအသင်းဟာယူရိုပါလိပြိုင်ပွဲမှာဘူးဆန်းမယ်ဆိုရင်စုချင်းပေါင်သန်းတရာကျော်ရရှိမှာဖြစ်တယ်လို့ချန်ပီယံလိဝင်ပြီလည်းရရှိမှာဖြစ်တယ်လို့သိရပါရရှင်ဒီသတင်းကိုတော့ညဉ့်ညဉ့်အားအားပေးပို့လာတာပါ